ဒါဒီနေ့24ရက်ရှစ်လ2025ခုနှစ်မင်္ဂလာရှိတဲ့နလကင်းချိန်ကကာလမြေကာလသမယမှာဥတန်းဖြေတော်ခင်မာယိမိသားစုတို့မှာကြာရင်တွင်ရက်ွက်လုံးဆိုင်ရာမိသားစုဓမ္မယုံကြီးမှဤမူခြင်းမအပ်သောတန်ခါဒါနဇလောင်းလူပွဲ၌ ဒီကနေ့တနေ့ကနေ့လွယ်ဆွမ်းလောင်းအတွဲဥဆောင်ပြီးတဲ့ခါကျတော့ဒီကနေ့လှူဒါန်းကြတယ်ဘုံနဲ့ဆက်ဆက်ပြီးတဲ့ခါကျတော့ဒီကနေ့တရားဓမ္မဒါ၅မိနစ်ခန့်ပေါ့နော်ဓမ္မကြီးရတဲ့တွားစရာရှိတယ်လို့ကြားတယ်ပေါ့အဲ့တော့၅မိနစ်ခန့်တော့လည်းမှတ်သားနိုင်ကြအောင်ပေါ့နော်အဲ့တော့ဒီကနေ့တရားကောင်းစီကိုတော့ပြင်ကုသိုလ်အစွမ်းအမခံလို့ဒီလိုမှတ်လိုက်ပါတဲ့ဘယ်လိုမှတ်မလဲ ကုသိုလ်အစွမ်းအမခံတဲ့အပ္ပဒိဏဘဝဟောတိအပ္ပဒိဏနဲငယ်မြလူဝသောအလိုသည်ဘဝဟောတိမြပြသော အကျိုးကိုလည်းပဲပေးဆောင်၏စွမ်းနိုင်ပါပဲ၏လို့မြတ်စွာဘုရားကသာဝတိမြို့စေတွင်ရှင်ကျောင်းတော်မှာသင်တုံးလေတော်မူတဲ့အချိန်တွင်လေးတောကျောင်းလေတွင်ဒိဋ္ဌကိုအကြောင်းပြုပြီးတဲ့အခါကျတော့မင်ကြတော်မူခဲ့တယ်တဲ့ ရာဇဂျုံဒီမှာရှင်သာရိပုတ္တမထေရမြတ်တဲ့သုံးလေးတော်မူတဲ့အစဉ်နဲ့မဟာသီလဘုရားကြီးဆိုတာကြီးတယ်ရှင်သာရိပုတ္တမထေရမြတ်ရဲ့ဘာကင်းနဲ့တငယ်ချင်းဝင်ကန္တာဘာကင်းဝင်ကန္တာဘုရားကြီးရဲ့တငယ်ချင်းဖြစ်တဲ့မဟာသီလဘုရားအချိန်ကားတော့ဇီဝဥစ္စာတွေရှိတယ်နောက်ပိုင်းတော့ဇင်းရဲသွားလို့ဇီဝဥစ္စာတွေမရှိ ဇာဇီယတော်မှာအနိုင်နိုင်ဖြစ်နေတဲ့ရှင်ကာကာလမှာရှင်သာရိပုတ္တရာမတင်မြတ်ကဆုံးခံကြွလာတယ်။လောင်လူစရာမရှိလို့ဗာသီနာဘုနာကြီးကပုံပြီးတော့တရတယ်။ဒုတိယရက်လည်းပဲဒီလိုပဲကြွလာတယ်။ဗာသီနာဘုနာကြီးကလူစရာမရှိလို့ပုံပြီးတော့ပဲနေတယ်။တတိယရက်လည်းဒီလိုပဲကြွလာတယ်တဲ့။ဒါလည်းပဲ မုံပြီးတော့နေရတဲ့မာဒိနဘုံနာကြီးလောင်းလို့ကြမရှိဘူး။လောင်းတော့လောင်းလို့ကျန်တယ်။လူကြီးရဝတ္ထုမရှိလို့ပုံနေတာ။အေးအဲ့ဒါနဲ့တနေ့တော့ဘုံနာကြီးရဲ့စာပေဟောပြောပွဲတဲ့တကြီးမှုသောဘွဲမှာဖိတ်ကြားခံရတော့အဲ့ဒီအခမ်းအနားကိုပြက်လို့လောကနာဇွမ်းလေးနဲ့လောကနာဓမင်းလေးနဲ့ဖိတ်ရှင်းချမ်းလေးတစ်ထည်ရလာရင်တဲ့ဖိတ်ချမ်းလေးတစ်ထည်ရ ရလာပြီးတော့ဒါလေးအိမ်ယူလာပြီးတော့အခုနေမြန်ငါရဲ့အရှင်သခင်ဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရများကြွလာရင်ကောင်းပါပဲလို့စိတ်ထဲကစန္ဒဖြစ်အဲလိုစန္ဒဖြစ်တာကိုရှင်သာရိပုတ္တရာမထေရကြီးကလည်းအာယုံနဲ့လှမ်းပြီးတော့ပြီးပြီးတဲ့အတွက်ကြောင့်မလို့ရှင်သာရိပုတ္တရာမထေရကြီးကဣရဒသမပဝင်စားဝင်စားပြီးတော့ဒေါသမသမပမှာဓာပြီးတဲ့ကကြတော့ မဟာသီလဘုံသားကြီးရဲ့အိမ်ကိုကြွားတယ်တဲ့ကြွားတော့ဘုံသားကြီးကဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုပြီးတော့အိမ်ထဲကိုပြင်တယ်ပြင်ပြီးတဲ့အခါကျတော့လောကနာဇွမ်းကိုရှင်သာယဘုဒ္ဓပတိမြတ်ကိုဇက်ကလူဒန်းနဲ့ပြေတော့ပြင်ညာလေးတက်တဲ့ကိုလည်းပဲသင်္ကားပြင်တဲ့လူကံတော်မူပါဆိုပြီးတော့လူဒန်းလာလူဒန်းပြီးမှတော့အရှင်မရတော်သိရတဲ့တရားသူတရားမြတ်တပည့်တော်တို့သိပြရစေလို့ သူတောင်းလိုက်တော့ရရှင်သာဘုရားမတိမြတ်ကလည်းပဲပြည့်စုံသည်လို့ဒီလိုဆုလေးပေးဆုလေးပေးပြီးတဲ့အခါကျတော့အဲ့ဒီမှာရှင်သာဘုရားမတိမြတ်ကအဲ့ဒီအိမ်မှာပဲဒီလောကနာစွမ်းကုန်ဘုံပြီးတော့ပုံနာကြီးကဝမ်းမြောက်သည်တဲ့ဝမ်းမြောက်တယ်တဲ့လက်သက်မှုပြည်ဒီတွေဖြစ်တာတဲ့ပို့ပြီးတော့နိမ့်တဲ့မှုပြည်လေးတွေဖြစ်တယ်ဒါနဲ့ရှင်သာဘုရားမတိမြတ်လည်းပဲ ဇွန်ကုန်ပြီပြီးတဲ့ကကြတော့အကြောင်းတော်ဝန်မြန်ကြွအဲဒီနောက်ညမကြပြီမဘဒီမာဒီနာဘုံသားကြီးကအရွယ်လဲကြီးပြီဆိုတဲ့ကကြတော့တတန်ကုန်လို့လေလွန်တဲ့ကကြတော့ဟိုးတာဝတိကိုသွားမိတဲ့ကကြတော့အရှင်သာရိပုတ္တရာမထေရရဲ့ဇွန်ကန်နဲ့ဇောလကမအိမ်မှာပဲသွားပြီးတော့လူကြည့်လူကြည့်တော့အဲဒီမှာကိုလာလွယ်ဇေလာရောက်တော့ဘွား ဘာတဲ့ကကြတော့အဲ့ဒီကလေးကိုတိတ်တာလို့နာမည်ပေးကြအဲ့ဒီနာမည်ပေးကမွန်တမင်္ဂလာဘွဲမှာရှင်သာယဗုဒ္ဓမထေရညက်နဲ့တန်ခါ900စွန်းစားပင့်လို့အဲ့ဒီမှာလောကနာစွမ်းကတ်တဲ့ဘွဲမှာလည်းပဲဒီကလေးကမထေရညက်ကိုလည်းတွေးလိုက်ရောဩဇာတိဒရညာနေရပြီးတော့အတိတ်ဘဝက900ရည်ကျေးဇူးရှင်ပဲငါကိုယေရှုကြီးကလည်း သူပြုလို့သားလည်းရဲ့ငါကုလို့တတိအိမ်မှာသွားပြီးတော့လူလာဖြစ်ရတာဆိုပြီးတော့ယေရှုဆောင်မှာပဲဆိုပြီးတော့တလေးဘွားနဲ့သူ့ကိုခင်းမိတာတဲ့နှစ်သိန်းတံကမလာကိုလက်သေးနဲ့ဆိတ်ယူပြီးတဲ့ခါကျတော့ရှင်သာဗုဒ္ဓမတိမြတ်ကိုလှူတယ်လက်သေးကပြုတ်လိုက်ရင်ဒါလက်သေးလေးနဲ့လက်သန်းလေးနဲ့ဆိတ်ကြတာပြုတ်လိုက်ရင်ကလေးကငိုတယ်ဒါနဲ့လူကြီးတွေကဒါလူချင်းလိုပဲဖြစ်မှာပဲဆိုပြီးတော့ရှင်သာဗုဒ္ဓမတိမြတ်ကို တပည့်တော်ကလေးရဲ့အလူပါဗျာလွတ်လွတ်ကျွတ်ကျွတ်အလူကံပါအဲ့မှာအလူကံပြီးတော့ပြန်ကြွဒီလိုနဲ့ဒီကလေးကိုယ်တိုင်နဲ့သားအရွယ်ရောက်တဲ့ခါကျတော့ကျောင်းတော်ကိုကျောင်းပြီးတဲ့ခါကျတော့ကိုရင်ဝတ်တယ်ကိုရင်ဝတ်တော့ကိုရင်တိတ်ကဖြစ်လာတယ်အဲ့တော့ကိုရင်တိတ်ကသင်္ဃဝတ်ပြီးနောက်တစ်နေ့မှဆွမ်းကကြွားတယ်ဆွမ်းတပိတ်လားဆွမ်းလောင်းတဲ့ပုဂ္ဂိုလ်တွေကကျောင်းပေါ်မှာလာပြီးစောင့်နေကြတာ ဇွမ်းအုပ်900တဲ့လောင်းတနည်းမှာလည်းအဲ့ဒါဇွမ်းအုပ်900တင်ငန်းကလည်းပဲအစုံ900တဲ့เนาะဗရမလေးဇွမ်းကကြွားလိုက်တာဇွမ်းအုပ်ဘယ်လောက်ရလဲ900ပါဗျာ900တင်ငန်းကလည်းပဲအစုံ900တဲ့အဲဒုတိယနေ့ကြွားတဲ့အခါကျတော့အဲ့ကြောင်းပွားပွားကိုလာတောင်းနေကြတာဇွမ်းအုပ်က1000တဲ့ဇွမ်းအုပ်ဘယ်လောက်လဲအေးတင်ငန်းကလည်းပဲအစုံ1000တဲ့เนาะ အေးအဲ့ဒါလည်းတနေ့တော့ကိုရင်ကရဟန်းတန်ခါကြီးဆောင်းဘက်မှာမိလုံနေတာပေါ်တွေ့လို့အရှင်ပြားတို့ဆုံးတယ်လေးများမလို့ခြင်းဘူးလားဆုံးတယ်လေးလို့ခြင်းဒီပြီးတော့လည်းလိုက်ခဲ့ကြပါလို့တော်လိုက်တော့တန်ခါတထောင်အဲ့ဒီကိုရင်နောက်ကလိုက်သွားတာအေးကိုရင်လည်းကြောင်းလည်းအတွက်အပြင်လည်းပဲထွက်လိုက်ရောဟောဘဘလာ900ရရတယ်တဲ့မြို့တဲကိုဆက်ကြောလိုက်တဲ့ခါကျတော့ ကပလာတထောင်ရတယ်တဲ့နော်ဒီထဲမှာအဖို့တသိန်းနှစ်သိန်းထိုက်တာနဲ့ကပလာတွေလည်းပါတယ်မှန်ပါပါအေးတခါလဲကြွလိုက်တာတရတဲ့နဲ့ကပလာတထောင်ရအဲ့တော့ဒီမှာဗာပြောချက်လဲဆိုတော့သူမာသင်္နမုံနာဘကလူခဲ့တာကဒုက္ခနာဆွမ်းကလေးတဏလူသားခဲ့တာမှန်ပါပါဘုရားတို့ကုသိုလ်ကိုကြောင်းပြုပြီးတဲ့ခါကျတော့ဟောဆောင်းအောင်ပေါင်း900ဆောင်းပေါင်းတထောင်ရမှန်ပါ ရှင်ကျန်းကြီးတက်တဲ့လူသံဃာတဲ့ကုသိုလ်ကောင်းမှုကသင်္ကန်းပေါင်း900သင်္ကန်းပေါင်းတထောင်ဗမလာပေါင်းတထောင်ဂျာတဲ့မှာလည်းအခါအလတ်သာဒုံလေးတို့အကျိုးတွေကိုရတယ်တဲ့အဲ့တော့ဒီနေ့လူကျင်ပြင်းတဲ့ဒါဥဒံဒီတို့ဒေါခင်မာယီမိသားစုတို့ဟာဆိုလို့ချင်းတော့ပြေစွာတနတ်တက္ကတာတပါးစားတက္ကတာဟုတ်ကဲ့လား တံဃာရီအဖာယယာနဲ့စီပြီးတဲ့ကကြတော့ကတ္တာတဲ့အပတ်စဉ်ပေါင်းမယ်ဆိုလို့ချင်းတော့ထောင်နဲ့ကြောင်နေပြီပေါ့နော်အေးအဲ့တော့နည်းနည်းလူတော်မှာဒုလောက်အကျိုးပေးတယ်ဆိုရင်နော်ညာများလူရင်ဘလောက်အကျိုးပေးမလဲဆိုတော့လာဘဟုဒါနံဘဟုဒရံနဲ့ဘဟုဒိညာဘဟုဒရံညာများလူရင်ညာများထိုးတဲ့ပို့ပြီးတော့အကျိုးရတယ်တဲ့အဲ့တော့ဒီမှာနည်းနည်းလေးလူတော်မှာ ရောင်များစွာသောအကျိုးကိုရ။အဲ့တော့ဒီကွင်လေးကဒုက္ခသုကောင်းမှုရဲ့ထောက်ပံ့ကြောင့်ပဲအဲ့ဒီဘုရားမှာအပရိသမိတာ၄ပါးနဲ့ပြည့်စုံတဲ့ရဟန္တာမထေရကြီးအဖြစ်ကိုရောက်ရှိပါတယ်တော်။အဲ့တော့ဒီကနေ့အလူချင်းမိသားစုတွေကကဲ၍စံသားကြည့်မယ်ဆိုရင်ဒုက္ခသုကောင်းမှုကြောင့်နိဗ္ဗာန်ကိုမြန်မြန်ရမှာရောက်မှာဖြစ်ပါတယ်။အပြည့်အဝများ အဲဝိဒါကားတို့လို့အနာသဘင်တို့လို့အာကြပြီးတော့တပည့်တော်တို့လူစည်းစိမ်လူမဲစည်းစိမ်အနတ်စည်းစိမ်နတ်မဲစည်းစိမ်လေးအကျဉ်းချင်းခံစားပြီးတော့မှပြည့်ပြည့်ပဲတပည့်တော်တို့အလွန်အင်းကျန်းတဲ့နိဗ္ဗာန်ကိုသွားပေးရစေဆိုလည်းပဲဒီကိစ္စရဲ့ကုသိုလ်ကောင်းမှုကအထောက်အကူဖြစ်ပါပါလို့ယုံကြည်ပြီးတဲ့အခါကျတော့ဒီကိစ္စပြုလုပ်တဲ့ဒါနာကောင်းမှုသီလကောင်းမှုသမထကောင်းမှုဝိပဿနာကောင်းမှုတွေရဲ့အထောက်အကူကြောင့် မိသားစုဓမ္မယုံအားလုံးဝိုင်းဝန်းလုံးကြတဲ့ပုဂ္ဂိုလ်တွေရောအလူရှင်တွေအားလုံးတန်တိသုခနိဗ္ဗာန်ကိုမျက်မှောင်ပြုနိုင်ကြပါစေကုန်သောရေလို့ယဉ်ကြီးညာညာသုတောင်းပရဏာပြုလိုက်ကြကုန်ရာတည်းတည်ဘာလို့ဘာလို့ဘာလို့အဖေအဲ့ဒါကဘာလို့ဘာလို့ဘာလို့အမေကွာအဲ့